YouTube ရဲ့ WB သွေးစီညီညွတ်ရေးတက်မတော်ရဲ့ထိ ंछ ုံမှုအောက်မှာရှိတဲ့နယ်မြေအတွင်းမှာတရုတ်ကမြေရှားတပ်ထုတွင်အစ်စ်တွေဖွင့်လိုက်တယ်လို့ Writers သတင်းဌာနကထုတ်ဖော်ရေးသားပါတယ်။အဲ့ဒီတပ်ထုတွင်းတွေဟာရှမ်းပြည်နယ်အတွင်းဝါထိ ंछ ုံမှုအောက်မှာရှိတယ်လို့ဆိုပါတယ်။ Writers ကရတဲ့သတင်းရင်းမြစ်နှစ်ခုစလုံးဟာအဲ့ဒီတပ်ထုတွင်းတွေမှာအလုံးလုံးနေသူတွေလို့လည်းဆိုပါတယ်။တပ်ထုတွင်းတွင်းမှာလူအယောက်100လောက်နေရောညပါအလုံးလုံးနေတယ်လို့ဆိုပါတယ်။တပ်ထုတွင်းတူးဖော်တဲ့နေရာဟာ တောင်ဆောင်တွေမှာဖြစ်ပြီးတော့ဓာတုပစ္စည်းတွေကိုလည်းအသုံးပြုနေတယ်လို့ပြောပါတယ်။မိုင်းဆက်နဲ့မန်ယံမြို့တွေအကြားကဖြတ်ပြီးတော့မြေရှားတပ်ထုတွေကိုတရုတ်နယ်စပ်ပစီကားကြီးတွေနဲ့တည်ယူသွားနေတာမြင်တွေ့ရတယ်လို့လည်းတခြားဒေသခံနှစ်ယောက်ကပြောပါတယ်။အဲ့ဒီသတင်းရင်းမြစ်တရေပြောဆိုချက်တွေမှန်ကန်ကြောင်းကိုဂျိုဒူတပ်ပုံတွေနဲ့ထပ်မံတိုက်ဆိုင်စစ်ဆေးထားတယ်လို့လည်း Reuters သတင်းဌာနကဆိုပါတယ်။တပ်ထုတွေကိုဘယ်ကုမ္ပဏီကပိုက်ဆိုင်နေဆိုတာကိုအခုထိအတိမပြုတ်နိုင်သေးဘူးလို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာမြေရှားတပ်ထုထွက်နေပြီးအားလုံးကို တရုတ်နိုင်ငံစီတင်ပို့ရောင်းချနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာ2018ခုနှစ်ကနေပြီးတော့2024ခုနှစ်အထိခုနှစ်ဆက်တိုက်ကမ္ဘာတတရမြေရှားအများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်မှတ်တမ်းတင်ထားပါတယ်